ပြင်းမှန်းခံပြီးတော့လာရောက်ပြီးတော့လူဝတ္တာလေးတွေကိုသုံးမသုံးသင်ပေးတဲ့အနေနဲ့တရားတော်လေးတွေဟောကြားပေးတဲ့အခါမှာလိုက်နာကျင့်သုံးတဲ့ခဏရသာသမီတိုင်းနောက်တွေ့ကြုံရမယ်ရင်ပြည့်နေရတဲ့ဘေးသူရန်သူအန္တရာယ်သူတွေယူသူကြမှာသူတွေကလုတ်ကင်းစီခြင်းလို့ပဲဖြစ်တယ် ဒါကြောင့်ဘုရားဘာသာတူဖြစ်နေပါရဲ့နဲ့မြတ်စွာဘုရားရှင်ရဲ့ဘုံတော်အနန္တအဉ္ဏတော်အနန္တအသေးရောအနန္တမေတ္တာတော်အနန္တသစ္စာတော်အနန္တတို့ရဲ့ဂုံကြီးစုကိုဘာဖြစ်လို့မခံယူနိုင်ရတာလဲယရဏ၃ပါးတဲ့ဗုဒ္ဓံတရဏံဣသာမိ ဓမ္မံတရဏံဂိသာမိတံဃံတရဏံဂိသာမိဘုရားဘာသာမှာယရနာ၃ပါးပေါ်ပေါက်တော့မှပဲသာသနာဆိုတာဖြစ်လာရတာယရနာ၃ပါးမရှိရင်သာသနာဒွင်းဆိုတာရောက်ပါမလားမရောက်ပါဘူးခင်ဗျာအဲ့တော့မြတ်စွာဘုရားရောတရားတော်ကို တန်ဃာတော်ဤဆိုတဲ့ယဟန္တာတော်ဤအကုန်ပြည့်စုံပြီးတော့เนาะငါဖရာရဲ့သာသနာတော်လို့မြတ်စွာဘုရားကเนาะချီးမွမ်းပြီးတော့မိကြတော်မူွေမဲ့သာသနာတွင်မရောက်တဲ့သူတွေမရှိဘူးလားရှိပါတယ်ခင်ဗျာเนาะအဲ့ဒါကဘုရားကမကြည်ညိုတဲ့သူမလေးစားတဲ့သူเนาะငါနှောက်ချက်တဲ့သူတိုက်ကြိုက်တဲ့သူဖြစ်စည်းတဲ့သူเนาะအဲ့ဒီလို့ ဘုရားရှင်ကြီးတက်ကြည်တင်ကြပွင့်ပြီးတော့ကိုယ်တိုင်ကိုယ်ကြဟောကြားတုံတင်သုဆုံးမှနေတာတောင်းမလိုက်နာတဲ့သူတွေမရှိဘူးလားရှိပါတယ်ဗျာမယုံကြည်တဲ့လူတွေရောမရှိဘူးလားရှိပါတယ်အဲ့ဒီတော့မြတ်စွာဘုရားရှင် ကိုရောမြတ်ကြီးကယုံကြည်တဲ့သူလေးစားတဲ့သူအားကိုးတဲ့သူစိတ်ခင်တဲ့သူလှူကြတဲ့သူတန်းကြတဲ့သူပေးကမ်းစွန့်ကြဲတဲ့သူတိုင်းကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးက နောဘုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိလို့တရဏဂုံတော်မြတ်ကိုမပေးဘူးလားပေးပါရဲ့ဗျာအဲ့တော့တစ်ခေါက်သေးနဲ့တောင်စိတ်မကြတော့ဒုတိယံပြီတတိယံပြီမပေးဘူးလားပေးပါရဲ့ဗျာကဲပေးပြီပြန်တော့လေမြတ်စွာဘုရားကစိတ်မကြလို့အပမဒိနသံပါတိဒါလို့ပြီး မင်းကြားတော်မူခဲ့တယ်အဲ့တော့လူတွေကပြောလေအာမဗန္ဒီပါဖျား